ကျော်ကျွန်တော်ကအမြဲတီးနေကြဆိုတော့အရန်ကျွမ်းနေအဲပီယန်နိုကျတော့ကျွန်တော်ကကိုဆိုမဲ့တချင်းလောက်ပဲကျွန်တော်တီးတတ်တာဆိုတော့အဲ့ဒါတွေကိုကြိုတင်ပြင်ဆင်ရရရှိရဲအဲ့မှာကျွန်တော်ပီယန်နိုသွားတီးတယ်အဲ့မှာ jazz music တွေတီးတယ်ဆိုတော့ဒါကဟိုပျော်စရာအရန်ကောင်းတယ်ဘောနော်အဲရှန်တဲ့ချင်းကကြတော့ဒီဆိုတော့ character ရဲ့ဟိုပါဘောနော်ဆိုတော့ character ရှန်ကို base လုပ်ထားတဲ့ခါကြတော့ကိုပြ ဟိုအဲ့ဆိုအဲ့ရှမ်းတချင်ကျွန်တော်လည်း cherry pin အောင်နောက်တစ်ခေါက်ကကျွန်တော်ထွက်တော်မှာဟိုဟိုရှမ်းပမာ version တစ်ခုထွက်မှာဆိုတော့အဲ့တချင်လေးကိုသူကဆိုလိုက်ဆိုပြီးတော့အဲ့မှာ add ရတဲ့ file လေးကိုရွေးဆိုလိုက်ဒါပေမဲ့ခုနသူတို့တွေကကျတော့လုံးဝ professional ပေါ့နော်အဘုံဘုံဆိုလည်းလုံးဝ professional drama အာပိုင်းအောင်ဆိုလည်းအဆိုတော့ AI ကောင်းတယ်ဆိုတော့အဲဒရုန်းနဲ့တွေ့လိုက်ချင်အပြင်ဒီကိုကြိုက်တဲ့ music ကို sharing အများကြီးရတယ်ပေါ့အဲ့အဲ့ energy နဲ့တင်ကိုကျွန်တော်က100%ဖြစ်နေဆိုတော့ဒီကားပေါ်မှာခုနပြောတဲ့ music နဲ့ connect လုပ်ထားတဲ့အရာတွေအများကြီးတယ်ဆိုတော့ music ကအရင် pure ဖြစ်တဲ့အဲ့အားနဲ့တင်ကိုတော်တော်လေးဟိုဒီ project မှာ energy အပြည့်ဖြစ်တယ်အမှန်တကယ်စကန်လန်းတဲ့အချိန်ကကျွန်တော်ကအမှန်တော့ဒီတော်တော်နောက်ကျနေပြီသူတို့အကုန်ပြင်ဆင်နေတဲ့အချိန်မှာကျွန်တော်ကလာကန်လန်းတယ်ကန်လန်းတဲ့အချိန်မှာကျွန်တော်အချိန်မပေးနိုင်ဘူးကျွန်တော်ကြားထဲမှာဟိုရိုက်နေတဲ့ကားရဲ့အရင်များတော့အဲ့နဲ့လက်မခံပြလိုက်ဘူးဒါပေမဲ့ပြီးတော့မှကိုပြ ဟိုခေါ်ပြီးတွေးလိုက်တဲ့အချိန်မှာဒီကောက်ရှင်းပြရှင်းပြအချိန်မှာဒီခုနကပြော musical အားလုံးတွေ့ရတဲ့ဒီ music နဲ့ပါတဲ့ဟာတွေကျွန်တော်အရင်ကြိုက်တယ်ဟို music ဆိုအဲပြီးရောရှင်ခုနကပြောတဲ့ဘာသာစကားတွေလည်းပါတယ်ဆိုတော့ပြောဒီကားမှာကဟိုတခြားကြောင်မြင်နေကြကားနဲ့ကွဲထွက်နေတာလေတခုဆိုတော့ဟိုအရင်စိတ်ဝင်စားပါတယ်အဲစိတ်ဝင်စားမှုကခုနနောက်ွယ်မှာဘာမှ expectation မပါကဒီ music ကိုကြိုက်တယ်ဒါကိုလှုပ်ချင်နေဆိုရဲစိတ်ပဲဖြစ်နေတဲ့အတွက်ကြောင့်ဒီကားမှာအစအဆုံး energy ကတော့စိတ်မှာတော့100%ဖြစ်နေတယ် အဲဒီကားရဲ့ပြင်ဆင်မှုပေါ့ခုနကျွန်တော်ပြောလို့ပဲအချိန်ပေးတာကျွန်တော်အရန်နေတယ်ဟော10ရက်ဆိုတာ preparation တော့အရန်နေတယ်ပေါ့နော်ဒါဆိုလို့ရှိမှဟိုလနဲ့ချီပြီးပြင်ဆင်ခဲ့ရရင်ရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့မလုပ်လို့ရလဲဆိုတော့ဒီ Tha ဆိုတဲ့ character ကိုရဖို့အတွက်အကကိုစီနဲ့စရိတ်တောက်တယ်ကိုပြင်းနဲ့ဘီယာတောက်တယ်ဆိုတော့ပြင်ဒီ Tha ရဲ့ character ကိုဆွေးနွေးရပေါ့အဲတိချင်တာရှိချင်တာအဲ့လိုအကုန်မေးတာပေါ့နော်ဆိုတော့အဲ့လိုမေးရင်းနဲ့ပဲနောက်ဆုံးဒီ Tha ဆိုတာကိုနားလည်သွားတဲ့အချိန်မှာကိုတိဟဖြစ်သွားအဲ့ dialogue တွေကကိုနဲ့တားတယ်ဖြစ်သွားတာပေါ့ Yeah. audio ထပ်ထားတာမဟုတ်ဘူးမထပ်ဘူးအာကျွန်တော်အကုန်လုံးဒီ live ရိုက်တာပေါ့နော်ဆိုတော့အဲ့အဲ့အတွက် preparation လာပါလေဆိုတော့ guitar ကြောကျွန်တော်ကအမြဲတည်နေကြဆိုတော့အရန် join နေအာ piano ကြောကျွန်တော်ကကိုဆိုမဲ့တချင်းလောက်ပဲကျွန်တော်တီးတတ်တာဆိုတော့အဲ့ဒါတွေကိုကြိုတင်ပြင်ဆင်ရရရှိရဲအဲ့မှာကျွန်တော် piano သွားတီးတယ်အဲ့မှာ jazz music တွေတီးတယ်ဆိုတော့ဒါကဟိုပျော်စရာအရန်ကောင်းတယ်ပေါ့နော်ကိုစော့နေရတယ်လို့ခံစားဆိုတော့ on scene ရောက်တော့လဲဟိုတကယ်လဲရိုက်လဲရိုက်တဲ့ခါကျရင်ပေါ့ပေါ့ပေါ့ပါအဲ့အဲ့ဒီက teamwork ရဲ့ supporting အရန်ကောင်းတော့ ျွန်တော်အတိုင်းပဲပေါ်ပါပါတချင်းတီးတလို့မျိုးနဲ့ပဲရိုက်သွားတယ်ဆိုတော့ yeah အကုန်လုံး live record အဲ့မှာဆိုတာလေးကတော့ဘယ်လိုလေးနော်အဲရှန်တချင်းကကျတော့ဒီဆိုတော့ character ရဲ့ဟိုပါဘောနော်ဆိုတော့ character ရှန်ကို base လုပ်ထားတဲ့အခါကျတော့ကိုပြဟိုအဲ့ဆိုအဲ့ရှန်တချင်းကျွန်တော်လည်း cherry pin အောင်တော့တစ်ခါကကျွန်တော်ထွက်တော်မှာဟိုဟိုရှန်ပမာ version တစ်ခုထွက်မှာဆိုတော့အဲ့တချင်းလေးကိုသူကဆိုလိုက်ဆိုပြီးတော့အဲ့မှာအဲ့တရားတစ်ပိုက်လေးကိုရွေးဆိုလိုက်အဲဟုတ်အဓိကတော့ဒီ ပြောတော့ဒီဒီဇက်ကားနဲ့လည်းအချိန်ကိုက်ကိုကျွန်တော်ချိန်ညာလဲပါတယ်ပြီးတော့ဒီ cherry bell နောက်တစ်ခါပောက်ပြီးသားချင်းဒါပေမဲ့ခုနပြောရှမ်းလို့ကြတော့ဘယ်သူမှသိနားမထောင်ပြီးရှမ်းပြရလူပဲသိတာဟုတ်ဆိုတော့ကျွန်တော်အဲ့ဒါကိုရှမ်းပမာဏခုကိုပေါင်းဆက်ပြီးတော့လုပ်လိုက်တဲ့သဘောပါအတွေ့အကြုံကတော့ခုနပြောကျွန်တော် music အရင်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်ဝါသနာအဆင့်မှာပဲရှိရဲဒါပေမဲ့ခုနသူတို့တွေကကြတော့လုံးဝ professional ပေါ့နော်အဘုံဘုံဆိုလည်းလုံးဝ professional drummer အဘိုင်းအောင်ဆိုလည်းအဆိုတော့ AN ကောင်းဆိုတော့ အာဒရုန်းနဲ့တွေ့လိုက်ခြင်းအပြင်ဒီကိုကြိုက်တဲ့ music ကို sharing အများကြီးရတယ်ပေါ့အဲ့အဲ့ energy နဲ့တင်ကိုကျွန်တော်က100%ပြင်နေဆိုတော့ဒီကားပေါ်မှာခုနပြောတဲ့ music နဲ့ connect လုပ်ထားတဲ့အရာတွေအများကြီးရတယ်ဆိုတော့ music ကအရင် pure ဖြစ်တယ်ဟိုတယောက်နဲ့တယောက်ကရင်းနှီးဖို့အတွက်အရင်နီးစပ်တဲ့ connection တစ်ခုဖြစ်တယ်ပေါ့ music ကဆိုတော့ကျွန်တော်အဲ့အားနဲ့တင်ကို တော်တော်လေးဟိုဒီ project မှာ energy အပြည့်ဖြစ်တယ်ဘယ်ရပထမဆုံးတင်းဆောင်မှုတော့ဘယ်လိုလေးမှတ်ချက်ပေးချင်ဘုံဘုံလား အာမိုက်တယ်လေသူကဝေရဖြစ်နေပြီးတော့နောက်တစ်ခုကဒီကျွန်တော်နဲ့သူနဲ့ကအစုံတိတ်မရှိအာအရန်နေရပေါ့နော်အရန်နေရပုံမှာခုနကပြောနေရောက်ရဲ့မှုပေါ့သူကျွန်တော်အမြင်ဖြစ်မဲ့မှုကျွန်တော်သူ့အမြင်ဖြစ်မဲ့မှုဆိုတော့အဲအဲ့ဒါတွေကအကုန်လုံးက director ရဲ့ဟိုဟာပေါ့ကျွမ်းကျင်မှုပဲပြောရမှာနဲ့ director ရဲ့ skill ပဲပေါ့ဒါသူကျွန်တော်တို့ဘလို့ဒီ character ဝင်အောင်ဖန်တီးထားလဲတော့ ဒါသူ့ပိုင်ပေါ့เนาะကျွန်တော်ဒီကားမှာအကုန်လုံးအဲ့လိုဖြစ်နေကျွန်တော်ဒီကားကိုစဝင်လာတဲ့အချိန်မှာပုံမှန် preparation ကောင်းကောင်းလုပ်ပြီးသွားရဲဆိုတော့သူတော်တော်လေးကို wear ဖြစ်နေတဲ့အချိန်မှာကျွန်တော်တွေးလိုက်တာဟုတ်ဆိုတော့ဟိုသူ့ကိုပုံပုံအနေနဲ့ကျွန်တော်တွေးလိုက်တာမဟုတ် wear အနေနဲ့တွေးလိုက်တာဆိုတော့အဲ့လိုအရင်ကွာဟတယ်လို့ feeling ကမရပါဘူးเนาะဆိုတော့အခုဆိုလည်းညီကိုလိုပဲတိတ်ကွာဟတယ်ဆိုတော့ခံစားချက်မရအမပြောလဲကျွန်တော်ဟို music ကြတော့ကျွန်တော်ဟိုဝါသနာအရာ လုပ်တယ်ပေါ့နော်အများကြီးလည်းလုပ်ဖြစ်မယ် professional လောက်ထိလည်းကျွန်တော်လုပ်ဖြစ်မယ်ဒါပေမဲ့ကိုယ့်ကို professional လို့တော့ခံယူမှာမဟုတ်ဘူးအဲဒီကတော့ဒီရုပ်ရှင်ပိုင်းဘက်ကိုအကောင့်ဆုံး professional